လူဆိုတာအိုမင်းသွားရင်အများကယွန်းလာတယ်နော်အဖိုးကြီးဆိုနန်းနေအမေကြီးဆိုနန်းနေနဲ့ဖြစ်လာအဲ့လိုဖြစ်တတ်တယ်ဒါကြောင့်မလို့အသက်အရွယ်ကြီးလာပြီဆိုလို့ရှိရင် နေရာတကာမှာပါနဲ့ဟိုကကိုအေးစည်စည်လေးနေပြီနေရအခုဘုံဘူဒီကထေဒီမဆိုလို့ရှိရင်အဲ့လိုပဲသာသမီတွေက မကြည်တဲ့အခါမကြည်ဖြူတဲ့အခါမှာဘိက္ခုနီဟောလဲ အဲ့ဒီဘိက္ခုနီတွေဝတ်လိုက်ကျန်တဲ့ဘိက္ခုနီတွေကရောကြည်ပြူသလားလို့ဆိုသူဝိုင်းခိုင်းကြတာနော်အဖွာကြီးဝါလို့ပေးအောင်ဒါလို့ပေးအောင်ဒီလိုဟာတွေဖြစ်တယ်သူကဝါတဲ့ပြာဆိုဝါငဲနေတယ်လေဝါငဲနေတော့သူ့ကိုခိုင်းအဲ့တော့ဘိက္ခုနီမတွေငယ်ငယ်ရွယ်ဝါကြီးတဲ့ဘိက္ခုနီမတွေကမလုပ်ကြတော့ဆိုဘိက္ခုနီမတွေဆိုတာ တလကိုနှစ်ချိန်လာပြိလာခွေဒီမှာတန်ဃာရိစီသွားပြီးတော့ဩဝါဒခံယူဖို့ချင်းကရဒါဝိနည်းသိက္ခာဘုရဲ့စီကံနော်ဘိက္ခုတန်ဃာရိစီသွားပြီးဩဝါဒခံယူဖို့ချင်းကရတဲ့သုံးဖို့ဩဝါဒသွားပြီးနာရတယ်အဲ့ဒီလိုနာတဲ့အခါမှာသူ့ကိုចောင်းဆောင်ခိုင်းထားခဲ့တယ်ចောင်းဆောင်ခိုင်းရင်ငါဘူးရင်ွေးကြိုထားလိုက်နော် သူတို့ဝါကြည့်တဲ့ဘိက္ခုနီမတွေကအเจ้าနေရေးဝါရင်းနှွေးကြိုထားလိုက်ပါလို့မှာပြီးတော့သူတို့ကတော့အဲ့ဒါတန်ဘိက္ခုတန်ဃာတွေစီသွားပြီးတော့ဩဝါဒနာကြအဲ့ဒါကိုသူပြန်ပြောပြတာလေးရှိတယ်တဒါဥဒကမဟိတဝါဩခိရိတဝါနဂုံပိယာသူဟာရေခတ်ပြီးတော့ရင်းနှွေးကြိုတဲ့အိုးကြီးတွေကိုသူလောင်းထဲရတယ်တဲ့ ဆုံးလေးတပိတောအာတိနာတတော်စိတ်တံတမတဟိရှင်ဦးလေးကောင်းမွန်ရွယ်ရွယ်ရင်းကနေပြီးတော့တရားလဲအာထုအဲ့ဒါလို့ကြိုးစားအာထုစိတ်တည်ငြိမ်အောင်သူကြိုးစားအာထုခဲ့သူကလုံလောက်ဝီရိယအသက်ရွယ်လဲရလာတဲ့အခါမှာတံဝေကတရားလဲရလုံလောက်ဝီရိယတအားကြိုးစားအမြဲတမ်းတရားအထုတ်တယ် ဒါမို့ထိုင်းမနေဘူးအိတ်မနေဘူးအသက်ကြီးပဲအမြဲတမ်းလှုပ်ရှားပြီးတော့ကြိုးစားနေတိုင်နေရှိတဲ့အဆောက်အဦမှာဆိုရင် တိုင်ကိုကင်ထားတယ်တိုင်မိမှာဆိုတော့ညမှာတိပင်းရှိတဲ့နေရာဆိုရင်တိပင်းကိုကင်ထားပြီးတော့ရက်ပြီးတော့တရားထုတ်တယ်ဇင်ညာလျှောက်တယ်အဲ့ဒါလိုကြိုးစားအထုတ်မှု ပြင်းပြင်းထန်ထန်ကြိုးစားအထုတ်တယ်အဲ့ဒီအချိန်မှာသူရင်ရွေးကြုံတယ် အဲလိုတရားထုတ်တဲ့တမာရိရလာတဲ့အခါမှာခန္ဒီအနိစ္စတော်ဒိဋ္ဌောဟာသူတဏ္ဍမှာရှိတဲ့ခန္ဓာသူရောတဏ္ဍမှာရှိတဲ့ခန္ဓာသူတဏ္ဍမှာရှိတဲ့ခန္ဓာကိုမမြဲတဲ့အနေထားသူရှုမြင်တာအကျဉ်းမြင်ပြောမယ်ဆိုရင် သူငယ်ငယ်တုန်းကရုပ်ရည်တွေပဲရှိတော့မှာတော့အဖွာအုပ်ကြီးဖြစ်တယ်အဲ့တော့ရုပ်တရားတွေဟာမမြဲဘူးဆိုတာကိုသူသဘောပေါက် အဲ့ဒီကနေပူပြီးအသေးတစိတ်သဘောပေါက်လာဒုက္ခဒေါသအနတ္တဒေါမမြဲတဲ့သဘောတွေကနှိမ့်ဆက်နေသည့်အတွက်ကြောင့်ဒုက္ခကိုယ်အလိုတိုင်းဘာတစ်ခုမှမဖြစ်လို့အနတ္တဆိုတဲ့အနိစ္စမြင်လို့ရှိရင်ဒုက္ခလည်းမြင်သွားတယ်အနတ္တလည်းမြင်သွားတယ်လက္ခဏာ၃ပါးတင်ပြီးသူ့ရဲ့ခန္ဓာရဲ့အနေအထားတစ်ခုကိုရှုမြင်သုံးသပ်တယ်အဲ့ဒါလို့ရှုမြင်သုံးသပ်ရင်ကခေပိတဝါအာသဝေတ္တပိ ကာမတဝဘောဝတဝဒိဋ္ဌတဝဝိစာတဝလို့ဆိုရဲအာတဝနေပဲအလွန်ကျယ်ပြီးတဝါတွေမှာဖြစ်လိရှိတဲ့တဏရဲ့ဒိဋ္ဌိရဲ့မောဟရဲ့ဆိုရဲဒီတဘာဝတရားတွေအလုံးကုံဆုံးသွားဆိုလိုတာတော့အာတဝရင်ကုံတာမဟုတ်ဘူးကိလေသာတွေအလုံးကုံခန်းသွားတယ်ကျင့်ကြံကြုတ်ကိုအထုတ်လိုက်တာကိလေသာတွေကုံခန်းပြီးအရတ္တဖို့သူရောက်သွားတယ်တဲ့သူကြိုးစားအထုတ်တာ အဲ့လိုကြိုးစားအထုတ်တဲ့အချိန်မှာမြတ်စွာဘုရားကရောင်ကြီးတော်တွေလွတ်ပြီးသူ့ကိုအားပေးစကားပြောတယ်။သူဟာလဲတကယ်ကိုအသိဉာဏ်တွေကရင့်လာပြီးတော့ကြိုးကြိုးစားစားရင်တွေးကြိုးကြိုးစားရင်းကနေပြီးတရားထုတ်လိုက်တာ။ထူခြားတဲ့အသိဉာဏ်တွေရတော့ကိလေသာတွေကုန်ခန်းပြီးတော့ယန္တာမှဖြစ်သွားတယ်။မြတ်စွာဘုရားရဲ့အားပေးစကားကဘာလို့ယောစဝတ္တတံစီဝေ ကုတိတော်ဟိနဝီရိယောပြင်းပြင်းရီးရီးဘာမှမလုပ်ဘဲတရားမထုတ်ဘဲနဲ့ပြင်းပြင်းရီးရီးနဲ့အတ္တတရားရှင်းနေတာမမြတ်ပါဘူးတဲ့ဧကဟံဇိဝိတာတေယောဝီရိယမာရဘတော်တလာအကုသိုလ်တရားတွေမဖြစ်အောင်ကြိုးစားဖို့ဖြစ်လာတဲ့အကုသိုလ်တရားတွေဖယ်ရှားဖို့ကြိုးစား မဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်လောင်ဖြစ်ပြီးသားကုသိုလ်တရားတွေတိုးပွားလောင်ကြိုးစားမှု၄ရက်နဲ့ကြိုးစားအထုံနေတဲ့ပုဂ္ဂိုလ်ဟာတနည်းပဲရှင်ပါစေတနည်းပဲအသက်ရှင်ပါစေအလွန်မြတ်ပါတယ်အကျိုးမြတ်တွေအများကြီးရပါတယ်လို့မြတ်စွာဘုရားကဒီဆုံးမစကားလေးနဲ့အားပေးလိုက်တဲ့အခါသူကရဟန္တာမကြီးဖြစ်သွားတယ်နော်ကြိုးစားအထုံနေတဲ့ပုံမှာတန်ဖိုးတိသွား ပိုပြီးတော့အားပေးလိုက်တဲ့အခါမှာပိုပြီးတော့အားတွေတက်လာပြီးတော့အတိညာနဲ့ရင်းကျက်လာတဲ့အခါမှာအဲ့ဒီလိုယန္တမကြီးဖြစ်သွားတယ်တဲ့နော်ယန္တမကြီးဖြစ်သွားတာအဲ့လိုယန္တမကြီးဖြစ်သွားတော့ခုနကဘေကုဏီမငငယ်တွေကရင်နှွေးချူခိုင်းထားရတယ်သူကတော့တရားထုတ်နေတော့ရင်နှွေးရည်အိုးတော့ထဲ့ထားလိုက်ထဲ့ထားပြီးအောက်ကမီးမထိုးဘူးထမင်းတရားထုတ်နေတော့မေ့နော် မိမထုံအဲ့တော့ဟိုဘိက္ခုနီမတွေကပြန်လာတော့အဖွားကြီးဖွားကြီးပဲမရောမီးပဲမရောရေနွေးဆိုတဲ့အခါကျအဲ့ကြရမှာ तू ကသူကအဲ့ဒီအချိန်မှာဇန်နေအဘိညာဉ်နေနဲ့ရဟဏမကြီးဖြစ်နေပြီတိရဟဏမကြီးဖြစ်နေတော့ချက်ချင်းတေဇောကတိုင်းဝင်သွားပြီးတော့ရေနွေးဦးဟောချက်ချင်းခါတဲ့ပွက်ပွက်ဆူသောင်းလှုပ်လိုက်တယ်အဲ့ဒီကြရမှာ तू ရဟဏမကြီးဖြစ်မှန်တိတော့ဇန်နေဘိက္ခုနီမတွေက ခါတိုင်းလူမလေးမစားမလုံရဲကြတော့ဘူးဒီဒီစားစားជីညူအာထာရတယ်ဘေခုနီမှာဖြစ်နော်အသက်အရွယ်ကြီးတာအဲ့ဒါလူကြိုးစားအထုတ်လိုက်တဲ့အခါမှာယန္နာမကြီးဖြစ်သွားလို့ဇာနေပင်ညင်နေရလာတယ်ရှင်တွေဟုတ်ချက်ချင်းပဲသူဒိဋ္ဌာလိုက်တာနဲ့ရှင်တွေကအခိုးတထောင်းထောင်းထွက်ပြီးရှင်တွေရသွားတယ်နော်အဲ့ဒီမှာဟိုဘေခုနီမတွေလန့်ဖြန့်ပြီးတော့ သူ့ကိုကြီးညိုလေးစားစွာဆက်ဆံကြရတယ်။အဲ့ဒါသူ့ရဲ့ဘဝအစကြောင်းမှာဂေါရဝဂုဏရဲ့လက်ထက်မှာဒီလိုကြုံတွေ့ရတယ်တဲ့။